အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဥရောပ Champion League ပြိုင်ပွဲရဲ့ဒါကျွန်တော်တို့ပွဲစဉ်၄ပေါ့လေဆိုတော့ကျွန်တော်တို့ပွဲစဉ်၄အပြီးမှာစိတ်ဝင်စားစရာခြေစွမ်းပြတဲ့အသင်းတွေအများကြီးရန်လုံးပြည့်နိုင်ပွဲဆက်တဲ့အသင်းတွေလည်းရှိလို့တချို့အသင်းတွေဆိုရင်ဒါလေးပွဲသလုံးကို clean sheet ရယူထားပြီးနိုင်ပွဲရထားတဲ့အသင်းတွေလည်းရှိတယ်။လက်ရှိချိန်ထိရုန်းကန်နေရတဲ့အသင်းတွေအများကြီးရှိခဲ့ပြီးတော့အခု Champion League ပွဲစဉ်လေးကစားပြီးတဲ့အချိန်မှာကျွန်တော်တို့ပြောစရာတွေအများကြီးပဲဖြစ်တယ်။ဆိုတော့ Champion League ပြိုင်ပွဲကြီးရဲ့ကျွန်တော်တို့ပွဲစဉ်လေးပေါ့လေအခု Champion League ပြိုင်ပွဲကအခြားပြိုင်ပွဲတွေနဲ့မတူညီတဲ့အဓိကအချက်ကပွဲစဉ်တိုင်းပွဲစဉ်တိုင်းမှာအနိုင်ရဖို့လိုအပ်ပြီး Twin Goal ပါလိုအပ်တာက Champion League ရှုံးထွက်16တင်းကိုတိုက်ရိုက်တက်ခွင့်ကအရေးပါတဲ့အချက်ကြောင့်လည်းဖြစ်တယ်။ကျွန်တော်အရင်တုန်းကဆိုရင်ပွဲစဉ်1ပွဲစဉ်2ပွဲစဉ်3လေးလောက်ဆိုရင် နောက်ဆင့်တက်တဲ့အသင်းတွေရှိတဲ့အခါမှာပွဲစဉ်၅ပွဲစဉ်၆ကိုအရန်ကစားမတွေနဲ့ပဲကံပြီးတော့စိတ်ဝင်စားမှုရော့ကြတာကို UEFA ကရှော့ချပြီး36တင်း League Face ပုံစံပြောင်းလိုက်တဲ့အချက် အဲ့အတွက်ကြောင့်အခုအဲ့ leave ပုံစံကနေအခုတော်တော်လေးအပြောင်းလဲကြမှာပထမနေ့ဆိုရင်လေတွင်းကိုတွေအများကြီးတွင်းသွားကြတယ်အဓိကတော့ပွဲစဉ်တိုင်းပွဲစဉ်တိုင်းမှာတွင်းကိုတွေအများကြီးတွင်းတယ်ပထမနေ့မှာခါတိုင်းပွဲစဉ်တွေလောက်တော့ဂိုးအများကြီးမပြတ်ဘူးဗောလေပြီးခဲ့တဲ့အပတ်တည်းဆိုရင်တွင်းကိုတွေကအပြန်လန်းအပြန်လန်းရှိပေမဲ့ပထမနေ့တုန်းကသုံးဂိုးသွင်းတာကအာစနယ်အက်သလက်တီကိုမက်ဒရစ်သုံးဂိုးသွင်းတယ်ထော်တန်ဟော့စပါလေးကိုဒီလောက်ပဲဘိုင်းမြူးနစ်ကတန်ကိုကျန်တာတွေကတကူ တာဝန်းကျင်တွေပဲတွင်းတယ်ဒုတိယနေ့မှာလည်းခြေစွမ်းပြတဲ့အသင်းတွေရှိတယ်ဒီနေ့မှာအခုလောလောဆယ်အနေထားရမန်ချက်စတာစီးတီးဆိုရင်ရူရှာဒေါ်မန်နဲ့ပွဲကစားတယ်အင်တာမီလန်ကအလဲဘာပဲဖြစ်ဖြစ်ဒီပြိုင်ပွဲမှာအမြဲတမ်းစောင့်ကြည့်ရတယ်2023မှာဖိုင်နယ်တက်တယ်2025မှာဖိုင်နယ်တက်တယ်ဒီအင်တာဟာစီမျိုးနီအင်ဇာဂီလက်ထက်လိုပဲအခု Christian Kibu အသင်းကဖြည်းဖြည်းချင်းနဲ့ငြိမ်လာပြီးတော့ချန်ပီယံလိမှာဆိုတော်တော်လေးကောင်းတယ်တခုတော့ရှိတာပေါ့လေသူတို့ပွဲစဉ်တွေကတော်တော်ကိုခြောက်နာပေါ့လေ IS တို့ ခိုင်ရက်စ်တို့တကယ်ပွဲချက်ကအင်တာမီလန်အများကြီးမကန်သေးဘူးဆိုတော့သူတို့ရဲ့ real test တော့မလာသေးဘူး feature ရဆိုရင်တော့အင်တာမီလန်ကတော်တော်လေး favor ပေးတဲ့ feature မျိုးရှိသည့်တိုင်အောင်သူတို့လည်း performance ပြလို့ Manchester City ကမိုနာကိုနဲ့ပွဲမှာအဲ့နောက်ကြကိုပေးလိုက်ရတဲ့အချက်ကလွဲရင် City ကလည်းတော်တော်လေးငိမ့်နေ။ Haaland ဆိုရင် on fire ပဲ။အခုလက်ရှိ DRD မှာလည်းပြိုင်ပွဲစုံမှာပဲ။ Twin Goal 28ဂိုးကျော် Twin ထားတယ်။ဒါက Manchester City အတွက်တော်တော်လေးငိမ့်နေ။ Manchester City နဲ့ Guardiola အတွက် DRD မှာ ောင်မြင်မှုတွေရရင်အဓိကကစားမကဟာလန်ပဲဘာလို့ဆိုတော့အသင်းရဲ့အဓိကကစားမတွေအားလုံးဂိုးသွင်းတဲ့စွမ်းရည်မှာသူတယောက်ကအဓိကဖြစ်ပြီးချန်နယ်ကစားမတွေကြားမှာ gap ကတော်တော်လေးကြီးတယ်ချယ်ဆီကအခုချန်ပီယံလိပွဲရဲ့ဒုတိယနေ့သူတို့ကာရိုဘတ်ကိုကန်ရတဲ့အခါမှာဒီရသည်ချယ်ဆီရဲ့ချန်ပီယံလိ၄ပွဲကိုကြည့်ရင်ဘိုင်မြူနစ်ကိုသူတို့3-1နဲ့ရှုံးတယ်အိုက်ကနေမှဆင်အိမ်ကွင်းမှာဘန်ဖီကာကိုတကူးကူးမရှိနဲ့ပဲနိုင်ပြီးတော့ IS ကိုသူတို့5-1နဲ့နိုင်တယ်ဆိုတော့ IS ကတော့တယောက်ထုတ်ခံရတဲ့အချိန်မှာသူတို့စိတ်ကြိုက်ဂိုးပြတ်သွင်းသွားပြီးတဲ့အချိန်မှာအခု ကာရဘတ်ကိုအဝေးခွင်သွားခံတဲ့အခါမှာချဲစီအသင်းနီးပြရဲ့ game management ပိုင်းရဲ့ချဲစီရဲ့ inconsistent ဖြစ်တဲ့အချက်တွေကဒီပြိုင်ပွဲမှာသူတို့တော်တော်လေးရှုံးထွက်16သင်းတက်ဖို့အတွက်သူတို့လိုအပ်ချက်တွေအများကြီးရှိသေးတယ်။ Andrew Morris ကရဲ့အသင်းကိုကြည့်လို့ရှိရင်ပွဲစဉ်အရဖြင့်ကြည့်လို့ရှိရင်ဗျအရင်မကြက်ဘူးကာရဘတ်ရဲ့ ISK Banfica ရဲ့တကယ်တော့ပွဲချက်ကဘိုင်ယန်တသိမ်းမဲ့ရှိသေးတာ။ဆိုတော့အဲ့ပွဲရှုံးတာလက်ခံလို့ရတယ်ဗျ။ဒါပေမဲ့ သူတို့တင်းချီခြေစွမ်းပိုင်းကိုကြည့်လို့ရှိရင်အားရမှုမရှိဘူးထားပါတော့ခိုးဖားမှမပါတဲ့အချိန်အဓိကကစားမှအချို့ injury ဖြစ်နေသေးတဲ့အောင်ချက်စီရဲ့ level ဟာဒီအသည်မှာအတိုင်းတာတစ်ခုရုံးခံရတဲ့တကယ်ဆိုအန်ဆိုမာရစ်ကာက Wolverhampton ပွဲထက်စာရင် Champions League ကိုပဲအာယုံစိုက်ပြီးမှ Wolves ကိုအရန်ကန်အောင်နိုင်ကြည့်ရှိတာအဲ့ဒါကို तू ကဒီပွဲမှာတချို့အပြောင်းလဲတွေလုပ်ထားတယ်ခန်းစစ်ပိုင်းအားနေတဲ့အဓိကကစားမတွေနဲ့ပထမကစားမတွေကြာကိုဟားချက်ကြီးတယ်ဒီချက်ကချက်စီရဲ့အဓိကပြဿနာဖြစ်တယ်ဆိုတော့အခုသူတို့ လေးပွဲမှာသူတို့ခုနှစ်မှတ်ပဲရသေးတယ်ဆိုတော့သူတို့အနေနဲ့အခုပွဲစဉ်၅မှာချက်စီအနေနဲ့ဘာဆိုနာနဲ့သူတို့ခံရမယ်အမှတ်ရဖို့ guarantee မသေးကြဘူးတခါချက်စီကအခုလက်ရှိပွဲစဉ်6မှာ Atlanta ကိုအဝေးကွင်းသွားခံရမယ်ဒီပွဲကလည်းအမှန်တိုင်းပြောရင်တကယ်ခက်တယ်ဒါပေမဲ့ Pat Ford ကိုအိမ်ကွင်းမှာပြန်ကမ်းမယ်ပွဲစဉ်ခုနှစ်မှာ၃မှတ်အပြည့်ဆိုတော့ကျွန်တော်တို့ကဘာဆိုနာနဲ့ အာရဏာပွဲကိုဖယ်လိုက်ဖတ်ဖို့နဲ့ပွဲမှာသုံးမှတ်ရသူတို့ဆယ်မှတ်ရမယ်ပြီးအုပ်စုနောက်ဆုံးပွဲပေါ့လေချယ်ဆီကသူတို့ရဲ့အုပ်စုနောက်ဆုံးပွဲမှာနာပိုလီကိုနေပွဲမှာကန်ရမယ်ဆိုတော့နာပိုလီရဲ့အတ္တလန်တာရဲ့ဘာဆိုနာရဲ့သုံးပွဲဟာချယ်ဆီအတွက်ခူးရှည်ဖြစ်သွားပြီအဲ့သုံးပွဲမှာသူတို့နှစ်ပွဲလောက်နိုင်မှရှုံးထွက်16တယ်ဆိုတော့ချယ်ဆီအတွက်နည်းတော့ခတ်လာတယ်အမှန်တိုင်းပြောရင်ဆိုတော့ဒီနေရာမှာဘိုင်ယန်မြူးနစ်ပွဲတိုင်းနိုင်ထားတယ်ပထမနေ့ကတယောက်ယောနဲ့ဂျာက PSG ကိုပထမပိုင်းမှာ better performance dominate performance ပြတယ်ဒုတိယပိုင်းမှာအကောင်းဆုံးပုံစံခံစစ်ကစားပြသွားတယ် PSG ကို2-1နဲ့နိုင်သွားတယ်ဆိုတော့သူတို့ PSG ကို away queen ကန်တယ်ဂျားထဲမှာအသင်း6နှစ်ပွဲနဲ့ကန်ပြီးတော့ Chelsea ကိုနိုင်တယ်ဆိုတော့သူတို့ရဲ့ journey ကလည်းတော်တော်လေးတော့ solid ဖြစ်တယ်တခုပဲ Luis Diaz ပွဲပယ်ခံလိုက်ရတာနှစ်ပွဲပယ်ခံရတဲ့အချက်ကြောင့် Arsenal နဲ့ပွဲလွဲချော်မှဖြစ်လို့ Bayern ကအခုသူတို့ Luis Diaz မရှိတဲ့အတွက်ကြောင့်ပွဲစဉ် ငားမှာအာဆင်တဲ့ပွဲကိုလွဲချော်ပြီးတော့ဘိုင်မြူးနစ်အတွက်နည်းနည်းတော့အာရုံနောက်တာပေါ့လေသူတို့စပိုးတင်းနဲ့ကမ်းရမယ်ပြဿနာမရှိဘူးသူတို့နိုင်ပွဲရနိုင်တယ်ဒါပေမဲ့ဘိုင်မြူးနစ်အသင်းအနေနဲ့နည်းနည်းတော့အနှိုင်းဖြစ်စရာဖြစ်တဲ့အာဆင်တဲ့ကသူတို့ရဲ့အထူးက biggest test ဖြစ်လိမ့်မယ်အမွေမှာသွားကန်ရမယ်ပွဲချန်ပီယံ PSG ကမထင်မှတ်ပဲရှုံးလိုက်ပေမဲ့သူတို့ရာသီအစတစ်လျှောက်လုံး performance ကောင်းတဲ့အတွက်ကြောင့် PSG ကဒီပြိုင်ပွဲမှာ strong ဖေဗရစ်ပဲဒါပေမဲ့အက်ရှွာဟကီမီကို7ဘက်လောက်ဆုံးရှုံးရမယ်နူနိုမန်ဒက်စ် injury ထပ်ဖြစ်တယ်ဒမ်ဘေးလီ injury ဖြစ်တယ်ဒူဝီ injury ဖြစ်တယ်ဒီအာဒီ injury concern ကပါရစင်ဂျာမင်းအတွက်နည်းနည်းတော့စိတ်ပြက်စရာအခြေအနေဖြစ်တယ်ဆိုတော့ကျွန်တော်အခုဒီပထမနေ့တည်းကခြေစွမ်းပြတဲ့အသင်းထဲမှာလီဗာပူးဆိုရင်သူဖြည်းဖြည်းချင်းနဲ့ရလက်ပြန်ကောင်းလာပြီကာဆာရေးကိုရှုံးလိုက်တာကလွဲရင်လီဗာပူးကဘာပဲဖြစ်ဖြစ်ရလက်တီတောင်းလျှောက်ပြန်ကောင်းတယ်အက်တလက်တီကိုမက်ဒရစ်နဲ့ရယ်မက်ဒရစ်မက်ဒရစ်ဒါဘီနှစ်သင်းလုံးကိုသူတို့နိုင်တယ် i20 front pack ကိုအဝေးကမှာ51နဲ့ပွဲစဉ်3မှာသူတို့နိုင်ထားပြီးတော့ဒါအခုလောလောဆယ်အနေထားရလီဗာပူးကဘယ်လိုပြောမလဲတော်တော်လေး solid ဖြစ်တဲ့အသင်းဖြစ်ပေါ့လေပွဲစဉ်တက်မှာတီကိုနိုင်နဲ့ဂါလာကိုရှုံးနဲ့ i20 front pack ကိုကိုးပြတ်နိုင်ပြီး real madrid ကိုနိုင်နဲ့ဆိုတော့ဒါလီဗာပူးကအခုဒီပြိုင်ပွဲမှာ solid ဖြစ်တယ်သူတို့ psv i hoven ကိုလည်းလီဗာပူးနိုင်မယ် ်အင်တာမီလန်ကတော့သူတို့အတွက် tough game ဖြစ်ပြီးတော့နောက်ထပ်ပွဲစဉ်မှာမာဆေးကိုတကယ်ကို struggle ဖြစ်မဲ့ပွဲဖြစ်နိုင်ပြီးတော့ Carabao ဘာဖြစ်ဖြစ် Liverpool ကလည်းသူတို့ရဲ့ပုံစံကောင်းကို ပြန်ပြနေတဲ့အချိန်မှာ Mikel Arteta ရဲ့ Arsenal သင်းကလည်းလုံးဝကိုပေးကူမရှိ clean sheet နဲ့နိုင်ပွဲအပြည့်ရထားတယ်သူတို့လည်း၄ပွဲပေါ့လေ Athletic Club ရဲ့ပြီးတော့ Olympia ကိုရဲ့ Atletico Madrid ရဲ့ပြီးတော့မှအဝေးကွင်းမှာပဲ Slavia Praha ဆိုတော့သူတို့ရဲ့ပြိုင်ဘက်တွေကဒီကိုလောက်ပဲရှိတယ်ဂျန်နယ်ပွဲတွေကအရန်ကြီးမရှိတဲ့အချိန်မှာ Arsenal ကအခု Bayern နဲ့ ထိုးတူတူသူတို့အိမ်ကွင်းမှာကမ်းမယ်ဆိုတော့အာစနယ်ရဲ့ခြေစွမ်းဘလောက်ထိကောင်းနေလဲဘိုင်းမြူနစ်ရဲ့ခြေစွမ်းဘလောက်ထိတည်ငြိမ်နေလဲဆိုတာကို reality သူတို့သွားချက်ရမယ်ပွဲတစ်ပွဲရှိတယ်အာစနယ်ကအိုက်ပွဲပြီးတာနဲ့သူတို့အဝေးကွင်းမှာ club brugge club brugge ကအတိုင်းတာသူတို့မာကျိုးတဲ့အသင်းလက်ရှိအာစနယ်ခြေရသူအရင်ပြဿနာမရှိတော့ဘဲနဲ့အာစနယ်အသင်းကခုလက်ရှိမှာ inter milan ကိုအဝေးကွင်းကမ်းမယ် ပြီးတာနဲ့နောက်ဆုံးပွဲမှာအာဆနယ်ကအင်ကွင်းမှာခိုင်ရက်နဲ့ကမ်းလဲဆိုတော့ကလပ်ဘရုနဲ့ခိုင်ရက်ကိုအဝေးကွင်းနှစ်ပွဲကိုသူတို့နိုင်လိုက်ပြီဆိုရင်ဘာဖြစ်မလဲဆိုသူတို့အနေနဲ့အခုလက်ရှိရထားတဲ့၁၂မှတ်ကို၆မှတ်ထပ်ပေါင်း၁၈မှတ်တော့တော်တော်လေးတေးကြပြီ အင်တာအဝေးကွင်းဘိုင်ယန်အင်ကွင်းနှစ်ပွဲရှိတယ်အဲ့ပွဲမှာအမှတ်ဘလောက်ယူနိုင်မလဲဆိုတော့သူတို့မနစ်ကချန်ပီယံလိမှာအဆင့်3နဲ့သူတို့အဆုံးတက်တော့သူတို့တို့ကကောင်းကောင်းချမ်းရှိတယ်ဒါအခုလောလောဆယ်ကျွန်တော်တို့အသင်းကြီးတွေကြည့်ရတဲ့အချိန်မှာပေါ့လေဆိုတော့ဒီကြားထဲမှာရယ်မက်ဒရစ်ရယ်မက်ဒရစ်ကဒီပြိုင်ပွဲမှာကိုမှတ်ရတယ်မာဆေးကိုနိုင်ထားတယ်ခိုင်ရက်ကိုနိုင်ထားတယ်အခုလီဗာပူးကိုသူတို့ရှုံးထားပြီးတော့ဒါအခုလောလောဆယ်ရယ်မက်ဒရစ်အသင်းနဲ့ပတ်သက်လို့ရှိရင်လေဂျူဗန်တက်စ်ကိုနိုင်ချန်ပီယံလိမှာရယ်မက်ဒရစ်ကခိုင်ရက်ကလွှဲရင်ကျန်တဲ့ပွဲတွေကအရန်ကြီး performance ပြတဲ့ပုံစံမျိုးမဟုတ်ဘူး ရမတွေ့ရဲ့ performance ကလိုအပ်ချက်တွေရှိတယ်နိုင်သိနိုင်ထိုက်တဲ့ပွဲတွေကိုနိုင်ပေမဲ့ကျွန်တော်မျော်လင့်ထားတဲ့ performance မျိုးမတွေ့ရဘူး individual performance ကိုပဲအဓိကအာရုံစိုက်ပြီးကစားနေတယ်အဲ့ဒါကပဲသူတို့ကိုအဓိကအနိုင်ရစေတဲ့အချက်တစ်ချက်တချို့မတွေ့ရတဲ့အသင်းလိုက်စီးဆုံးမှုကိုကျွန်တော်မတွေ့ရဘူး La Liga club တွေအားလုံးနဲ့ကြည့်လို့ရှိရင်ဒီအသည်း La Liga club မှာ Villarreal ဆိုလဲ perfect ကိုရှုံးလို့ရှုံး Barcelona လည်းခြေစွမ်းမငြိမ်တဲ့အချိန်မှာဒီနှစ် La Liga ကအမှန်တမ်းပြောရင် Premier League ကိုရှင်မှုခတ်တယ်ဗျ Maybe Italy club တွေထဲမှာ အင်တာမီလန်ကတော့ strong guest team ဂျာမန်ထဲမှာဘိုင်မြူနစ်ကတည်တည်သား favorite maybe လက်ရှိ champion PSG ကြည့်ရမယ်ကျွန်တော်တို့အခု champion league ရဲ့အခုလောလောဆယ်အနေထားပေါ့လေ champion league ရဲ့အခုပွဲစဉ်၄အပြီးမှာ arsenal အသင်းကိုသူတို့ဘိုးဆွဲဖို့ရေပန်းအစားအဆုံးဖြစ်ထိတ်ဆုံးမှာတတ်မှတ်ထားတယ်။ဒါကြောင့်လဲဆိုသူတို့၄ပွဲဆက် clean sheet ရထားတဲ့အချက်တစ်ချက်ကြောင့်ပဲနောက်တစ်ခုက DRT မှာ premier league မှာချိန်ငိမ့်နေကြောင်းဆိုပြီးတော့ Mikel Arteta ရဲ့အသင်းကိုကျွန်တော်ကြားသိသလောက်ရဒီဘက်ဆယ်စုနဲ့အနည်း20လောက်အတွင်းမှာပထမဆုံးချိန်မှာ arsenal ဟာ champion league မှာ favorite ဖြစ်ရှိတာဒါတုံးတော့ င်ရှိခဲ့တယ်အထူးသဖြင့်ဒီလိုပြိုင်ဘက်တွေအသင်းအများကြီးရှိနေသေးတဲ့အချိန်ပုံမှန်ထားပါတော့၄သင်းနဲ့ကြံလို့ favorite ဖြစ်တာ၈သင်းကြံလို့ favorite ဖြစ်တာထက်36သင်းလုံးမှာ favorite ဖြစ်တာဒါပထမဆုံးအကြိမ်လို့တော့ပြောလို့ရတယ်အာဆယ်က favorite ဖြစ်ပြီးတော့ပွဲတိုင်းနိုင်ပြီး16ပွဲစတိုက်ကြီးခြေစွမ်းပြတဲ့ဘိုင်ယန်ကဒုတိယ favorite သူတို့နှစ်သင်းပွဲစဉ်၅မှာတွေ့မယ်ပြီးတော့ Paris Saint-Germain ကတတိယ favorite ဖြစ်ရှိပြီးတော့ Barcelona ကိုစရုပ်ထအထိကြပြီးတော့ Liverpool ကအဆင့် ဒါငားကိုရောက်ပြီးတော့ Manchester City ကအဆင့်6 6လေးတလေး Liverpool က9လေး4 Barcelona က6လေးတလေး PSG က9ဆခွဲ Bayern က9လေးနဲ့ Arsenal က4ဆခွဲရှိတယ်သူတို့ရဲ့အောက်မှာ Chelsea, Inter Milan, Tottenham Hotspur, Newcastle, Napoli, Borussia Dortmund, Atletico Madrid, Juventus, Newcastle လည်းလုံးဝ short တွက်လို့မရတဲ့အသင်းမျိုးဖြစ်တယ်။ဆိုတော့ Champions League ရဲ့ခုရှုံးထွက်အဆင့်ကိုနောက်ထပ်တပွဲလောက်ရောက်ရင်ထိတ်ကအသင်းတွေကရှုံးထွက်တတ်ဖို့များပြီ။ဆိုတော့ထိတ်ကအသင်းတွေနဲ့ဘယ်လိုပဲဖြစ်ဖြစ်သူတို့ chance တော်တော်လေးကောင်းသွားပြီ။ဆိုတော့ကျွန်တော်မနစ်ကတော့က ထိတ်ကရောက်တဲ့အသင်းတွေပေါ့လေအဆင့်တိကနေရှေ့ရတာတဲ့အသင်းတွေကိုကြည့်လို့ရှိရင်ဒါမနစ်ကအဆင့်တိကနေရှေ့ရတဲ့အသင်းတွေက total 16မှတ်ဆိုလုံလောက်တယ်ပြောချင်တာက average 9ပွဲလောက်တော့နိုင်ဖို့လိုတယ်ဆိုတော့၄ပွဲစီတိုင်းထားကြတဲ့ Arsenal တို့ Bayern Munich အပါအဝင်ဒီလိုအသင်းတွေအတွက်ကြာတော့ Inter Milan တို့အသင်းတွေအတွက်ဘာပဲဖြစ်ဖြစ်နောက်ဆင့်တက်ဖို့နောက်တစ်ပွဲလောက်ပဲလိုတယ်ဒါပေမဲ့ တင်းနဲ့နဲ့ရတဲ့အသင်းက all the way final တတ်နိုင်သလိုထိရောက်လီလီဒုတိယကြိုကိုအင်ကွင်းကန်ရလီလီဆိုတဲ့အချက်က Champion League ရဲ့အပေါ်ရောက်ဖို့အတွက်အသင်းကြီးတွေတို့အာရုံစုဆိုင်တဲ့အချက်အထူးသဖြင့်ဒုတိယကြိုပွဲကအင်ကွင်းကန်မယ်ဆိုတဲ့အချက်ကြောင့်အပေါ်အဆင့်ရောက်လီအားသာချက်ရှိလီဖြစ်တယ်ဒါကတော့ Champion League ပြိုင်ပွဲရဲ့ပွဲစဉ်လေးအပြီးပေါ်လေရေပန်းစားဆုံးက Arsenal ဖြစ်လာပြီးတော့ Arsenal Bayern PSG ဇက်တိုက်အနေနဲ့သူပြထားပါလေ Arsenal Bayern PSG ဘာစလိုနာလီဗာပူးမန်ချက်စတာစီးတီးရယ်မက်ဒရစ်ချယ်လ်စီအင်တာမီလန်တော့တန်နယူကာဆယ်တို့အစင်လိုက်ရှီပန်းစားလဲရှိတာပါအားလုံးကျေးဇူးတင်ပါတယ်